ရောင်းကားသားလို့ညီရတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာနောက်တော့အဆင်ပြေကြပါဦးခင်ဗျာကျွန်တော်တို့အင်ရှိလန်နဘေးနိုင်မောဟင်းကားတဲ့လက်တက်တူအထန်းခင်း၍ရောင်းချနေဒီမှာရတ္တပတ်နိဗ္ဗာန်မြရှိခဲ့လေပြီကျွန်တော်ဤစာရေးစပွဲချိန်တည်င်းတန်တိုင်းကလေးများချာမှလမ်းမဘက်သို့ငုံ၍ကြည့်လိုက်ရင်ထိုမောဟင်းကားတဲ့နှင့်တကွသူဤမုံထန်းတို့ကိုပါအိမ်ပေါ်မှစီး၍မြင်နိုင်အင်ရှိတို့ထိုမောဟင်းကားတဲ့စတင်ရောက်ရှိလာသည့်နေ့မှစ၍နေ့နဲ့တိုင်းလိုလိုပင်သူ့ကိုယ်သာစာရေးစပွဲမှနေ၍ အာယုံဆုဆိုင်ကြည့်ရှုမိခဲ့ပါသည်နာနဲ့6နာရီခွဲကျော်လင်းကျွန်တော်တို့အင်ရှိလမ်းမှာဈေးသွားဈေးပြန်လှုပ်သွားသူကြောင်းတက်သူစသည်တို့ဖြင့်စီကားစပြူတော်ဤထိုအချိန်မှစ၍9နာရီအတွင်းဆိုလင်းမိုးဟင်းကားတဲမှာလက်မလဲအောင် ရောင်းရှာခွင့်ရပြီတော်သည်သူဤမုံထမ်းကလေးတစ်ခုလုံးမှာဇွန်းပကံခွဲရောက်မုံထဲသည့်ဇလုံးမုံဖုံးသောအဝတ်တို့ကအစတန်ဟင်းအိုးကြီးအထိတန်ရှင်းဖြူစင်ညုံနှင့်စားခြင်းစပွဲရှိတော်ကြောင်းတခါတည်းဟန် မုံစာနေသူများလှမ်းကြည့်မိရင်ကကျွန်တော်ကိုယ်တိုင်တရေရိုအားကျလာမိတော့ကအိမ်ရောက်ဆင်း၍ဝယ်စားရသောအခြေတို့ဆိုက်ရောက်တတ်ပါ၏။တနေ့ကလည်းကျွန်တော်သည်ထုံးစံအတိုင်းမုံတန်းရှိသို့ဆိုက်ဆိုင်မြတ်မြတ်ရောက်သွားခဲ့၏။ထိုအချိန်ကမိုဟင်းကားတဲ့လူရွယ်သည်ကျွန်တော်ပြင်အခြားလူပေါင်း6ယောက်တို့အားလက်မလဲအောင် မုံပြင်ပေးနေရ၏။မိမဝဝကြီးတဦးမှနေပကံစားပြီးဒီနေ့မယ်တင်းတင်းရောင်ရဲသေးဟန်မတူ။ထဲ့စမ်းပါအောင်ကြွယ်နောက်တဲ့ပကံအကျော်တစ်ခုပေါ်ထည့်လိုက်ပါဦး။ လူရဲမှာမိမကြီးအတွက်ပြင်၍မှမပြီးသေးမီတဲကောင်းကိုကွဲ့ထဲ့ပါဦးဘဲကမြန်လာရောက်တာလေးကွဲ့ဟုတ်စာပြီးပကံကိုထိုးရစ်ပေးနေတော့မုံမုံရီရီလူကြီးတယောက်ဟာကြည့်မြင်နေနေကပါဦးကြီးရဲ့အရင်တလနေပါလောက်ကမှအဆန်းရောက်ကြည့်တာပါဟုတ်ဖြေလိုက်ရင်ဘုံထက်ထဲ့ပေးနေရပြန်ဤတဖန်ကလေး၃ယောက်တို့အားကျွေးနေသောမိမကြီးတယောက်ကကလေးတွေကိုထပ်ထည့်လိုက်ပါဦးကွဲ့အတော့လေနောက်တစ်ပကံလောက်ရောင်းကစားမှုတင်ပါတဲကောင်းကိုကွဲ့ မဟုတ်ပါဘူးခင်ဗျနောင်ကိုလည်းအမြဲတမ်းကောင်းအောင်ကြိုးစားမှာပါပဲပြောပြောဆိုဆိုလူရွယ်သည်ကလေးတို့၏ပကံများကိုထက်မှန်ဖြည့်ပေးနေလေသည်ထိုအခါဟင်းရည်လေးနည်းနည်းခုမိမဝဝကြီးကစားပြီးပကံကိုလက်ထိုးပေးနေပြန်သည်ဖြင့်ဟင်းရည်လိုက်ရပြန်လေ၏လူရွယ်သည်ဤသို့လက်မလဲအောင်မောဟင်းကပြင်ပေးနေစဉ်၌မေစီကုန်းလမ်းဘက်စီသို့မကြာခဏမျော၍မျော၍ကြည့်တတ်သည်ကိုမတိမသာအကဲခတ်လိုက်မိသောကျွန်တော်မှာတစုံတစ်ခုကိုတိလို့စူးစမ်းလို့တော့ ဝါဒနာဘာဂီလေးအတိုင်းမုံပကံနေမှမုံကြံနေငယ်များကိုအစမတက်သေးပဲလူရွက်နေသည်မက်စီကုန်းလမ်းဘက်သို့တမ်းမြှောက်ကြည့်လိုက်ပြပါသည်မကြာမီတွင်မှပင်လူရွက်၏မျက်လုံးများကြောင်လက်တောက်ပသွားသည်ကိုမြင်လိုက်ရသဖြင့်သူမျှောကြည့်ရစီသို့ကြည့်လိုက်နှိပြန်ရမက်စီကုန်းလမ်းထဲမှကနွေကရလျှောက်လာနေတော့မိမိပြိုလေးတူကိုလမ်းမြင်ရပါတော့၏ဟိမောင်ရင် ရောပိုက်ဆံဟုမိမဝဘကြီးကပိုက်ဆံထုတ်ပြီးတော့မှပင် လူရွယ်လေးလမ်းဘက်စီမှမျက်နှာလွှဲလိုက်နိုင်၏နောက်နှစ်မိနစ်ခန့်ကြာတွင်မိမပြိုသည် ကျွန်တော်တို့ဘေးနားသို့ဝင်ထိုင်လိုက်ပါသည်တခွက်ချင်းအကျော်လဲထဲ့ပါနော်လူရွယ်သည် မုံရောဟင်ရောသူများတကထက်ပုံမထည့်ပေးလိုက်သည်ဟုထင်မိပါသည်ကလေးသုံးယောက်နှင့်မိမကြီးကမိမပြိုစားလုံးညီဟန်ပြင်သော မုံမကန်ကိုလှမ်းကြည့်ရင်းပောင်ရင်ကရောင်းကစားမှုလက်မမှန်တတ်သေးဘူးထင်တယ်။ရော့ရော့ပိုက်ဆံခုမုံဟင်းကားကိုထုတ်ပေးနေတဲ့ပြင် ယူသားပုံရသောလူရွယ်ဤမျက်နှာမှာချက်ကိုချက်ကန်းအတွင်ဆောင်းသွားရင်ဟုတ်ကဲ့ခမတခါတလေလက်စမမှန်တတ်သေးဘူးခမခုသကရောဖော်ရောနေငွေများကိုလှမ်းယူလိုက်လေ၏ထဲ့ပါဦးရှင်လူရွယ်သည်ထက်မှန်၍တွက်လက်စွာပြင်ပေးလိုက်ပြန်၏ဤတစ်ချိန်၌လေသူ့လက်မမှန်တတ်သေး၍လားမသိမုံများမှာယခင်အတိုင်းပင်များနေပြန်တော့သည်မင်းမပြိုပေးနာမှလူကြီးကတော့မတိမတာပြုံးလိုက်ပါသည်ကဲကဲဥို့လည်းနောက်တစ်ခွက်လူရွယ်သည်ထိုလူကြီး၏ဗကံကိုလည်း မိမေဖြူအားပြင်ပေးလိုက်သည့်ဤသူခန့်မြန်များလေးပြင်ပေးလိုက်၏ကျွန်တော်လည်းထိုချိန်ကြမှပင်မိမိပကံထဲ၌မုတ်လုံးဝကုန်နေကြောင်းတတိပြုမိသဖြင့်တကယ်တမ်းထက်စားလိုစိတ်မရှိတော့လေသမင်တက်တက်ပင်မှားစားလိုက်ရပြန်သည်လူရည်သည်ကျွန်တော်ကိုလည်းပြင်နေကြမုန်းထက်ပို့၍ထည့်ပေးလိုက်ကြောင်းတွေ့ရပါသည်ဒါကိုအာယုံဆိုင်နေပုံရတော့လူကြီးကဟဲ့ဟုတ်သားပဲမောင်ရင်ကလက်မမှန်သေးတာအမှန်ပဲဒီလိုဆိုမောင်ရင်ဖယ်အမျက်ပေါ်ပါမလဲဟုတ်ပြုံပြုံကြီးပြောလိုက်တော့ လူရည်ဒီမပြုံးရင်ပြုံးရင်ပြုံးရင်လူကြီးကမှော့ကြည့်လိုက်ကဟုတ်ကဲ့ဟုတ်ချော်လဲရောထိုင်ရောနှောရင်မိုးလိုက်လေထိုခိုက်တွင်ဟင်တိုက်ဆိုင်ဘယ်မှာမိကြံခဲ့ပြီလဲမသိကြည့်စမ်းပါဦးမိပဲမိတက်လို့မှရောရှင်အိမ်ပြန်ပြေးယူအောင်မှာပဲရှင်ပိုက်ဆံနောက်မှာပဲယူပါနော်ရုံကားတော်လာကန်နေပြီဟုတ်ပြောပြောဆိုဆိုမင်းမပြိုသည်ပြပြတလဲထပြေးလေတော့ဤအိုးအိစားမရှိပါဘူးဘယ်တော့မှပြေးပြေးပေါ့ဗျာဟုတ်လမ်းပြောလိုက်တော့မောဟင်းကားတယ်လူရွယ်ဤအတန်ကြီးမှာ ကရုဏာတန်တွေရှက်တန်းနေသည်ဟုသဘောပေါက်သွားမိရင်က ကျွန်တော်ဖို့ထိုပနက်ခင်းအတွေ့မိုဟင်းကစား၍ဝိုင်းပိုက်ပြေးသည်ထက်စိတ်ထဲ၌မပေါ်ပြတတ်သောချီနူးနှစ်သိမ့်မှုလေးများပြည့်တိတ်သွားမိပါတော့သည်။နောက်နေ့များတွင် ကျွန်တော်သည်မိုဟင်းကားတဲ့လေးအားအထူးပုံမူဂိယူဆိုင်မိပါတော့သည်။သူ့ကိုဂိယူဆိုင်မိတဲ့နေ့အများမနေ့၈နာရီခွဲတိုင်း၌မက်စီကုန်းလမ်းထဲမှကိုဟန်နှွဲ့ရှောက်လာတဲ့စမြေဖြစ်သောအမည်မသိရုံစေးမလေးကိုလည်းအာယုံစိုက်မိတော့သည်။ တချိန်တော့တနင်္ဂနွေနေ့တနေ့၌ကြုံတွေ့လိုက်ရသောအဖြစ်အပျက်ကအင်မတန်မှပင်စိတ်ဝင်စားပဲကောင်းလာပေသည်ထိုနေ့မေဂျီကုန်းလန်းထဲမှရှောက်ထွက်လာသောဈေးမလေးမှာအခြားခြားသောနေ့များကကဲ့သို့တကူတည်းမဟုတ်ပဲ၎င်း၏နေ၌မုံမုံရီရီယောက်ျားပြို့တူးနှင့်ရှင်တွဲလျှောက်လာခြင်းကြောင့်မျက်စိပသာဒတွင်ထူးခြားနေတောင်အောင်ရှိမိပါသည်ကျွန်တော်သည်အိမ်ပေါ်မှတကယ်ခက်ကြည့်ရှုရသည်ကိုအာမရနိုင်တော့သည်နှင့်ကော်ဖီနှင့်ပေါင်မုတ်ပိုက်ပြေစားထားပြီးဖြစ်ရနှင့် အမင်တက်တဲ့မိုးဟင်းကားဆိုင်တို့ဆင်းခဲ့မိလေ၏လာကူကူဒီဆိုင်ပေါ့ကျမပြောတာတခြားဆိုင်နဲ့မတူဘူးတိတ်ကောင်းတာပဲဟုတ်မင်းမပြောသည်သူနှင့်အတူပါလာတော့ယောက်ျားပြူအားလှည့်ပြောရင်မိုးဟင်းကားတဲ့ခြေတွင်ဝင်ထိုင်လိုက်ကြသည်နှစ်ခွက်ထည့်ပြပါရှင်တင်းငင်းနေနေရုံပေးရဲ့တခါမှလာမစားဘူးသေးဘူးကိုကိုကိုကြွေးကျင်လို့လို့လာခဲ့တာကောင်းကောင်းလေးပြင်ပေးရမယ်နော်ဟုတ်ကဲ့ခင်ဗျာခုဆိုကမုံပြင်ပေးနေတော့မိုးဟင်းကားတဲ့လေးလက်တို့မှာအခြားသောနေများကလည်းမတွေ့လက်ချီ ဒီတခါနေသွားတယ်နော်ကိုနေတွေကလက်စမမှန်လို့ရှုံးမိထင်တယ်ခုမိမပြိုကငွေဆဲလဲတန်လေးဖြင့်ရေလိုက်ဤဟုတ်ကဲ့ခုသာလူရဲကတုံးတိတိပြန်ဖြေလိုက်ဤသူမျက်လုံးကြီးများကမိမပြိုဤပေးနိုင်မောဟင်္ဂကုံ၍လွေးလျက်ရှိသောယောက်ျားပြိုအပေါ်သို့မတိမတရောက်ရှိနေကြောင်းကျွန်တော်အကဲခတ်လိုက်မိပါသည်ပြပါဦးနောက်တစ်ခွက်ခုမိမပြိုကမှားလိုက်ပြန်သည်လူရဲကမုံများကိုနေကန်စွာပင်ထက်မှန်၍ပြင်ပေးနေပြန်၏ မွေးငါရောင်းရတာတိတ်ဟန်မကြဘူးထင်တယ်။ရှင်းကြည့်ရတာရောင်းကစားတော့ငါလို့မဟုတ်ဘူး။ဒီလိုပေါ့ရှင်ရောင်းကစားဆိုတာဘယ်တွက်ရှိကြိုက်အောင်မလဲ။နောက်ရောင်းရင်းရောင်းရင်းနဲ့ပဲဟန်ကြလာမှာပေါ့။ဟုတ်မင်းမြေပြိုကပြုံပြုံလေးအားပြလိုက်တဲ့ဖြင့်လူရဲမှာစိတ်ထဲ၌ကြည်၍ဒေါပွားသွားဟန်တူသည်။မင်းမြေပြိုနေပေးမှယောက်ျားပြိုမှာကစကားတခေါက်မှမပြောတယောက်ထဲခေါင်းကြီးငုံ၍သာမိန်ချက်စွာစားနေ၏။ယော့ရှင်းပိုက်စံဒီနေ့ကတော့မုံပြင်းသာတိတိတတ်တာနေသွားတာပဲ။ ရှင်ကလျှော့မယ်လျှော့တော့လေဖောက်တယ်ဒီကိုတောင်လျှော့တော့တာကိုရှင်ခုစကားတပြောပြောနေမင်းပိတ်ဆံများကိုရှင်၍မင်းမပြိုရောသူ့ဖို့ယောက်ျားပြိုပါမေစီကုန်းလန်းနေတို့ပြန်လေဝင်ရောက်သွားကြလေတော့သည်သူတို့နှုတ်ထွက်သွားရလန်းစီတို့လမ်းမျောကြည့်လိုက်စဉ်မိုးဟင်းကားတယ်လူရွေဤမျက်နှာမှာညှို့ပုတ်လျက်ရှိခဲ့၏ကျွန်တော်ဖို့ရုံများပြန်လေဖွင့်မည်ဖြစ်သောတနင်္လာနေ့၈ရက်ခွဲအချိန်ကိုသာစိတ်စောနေမိခဲ့၏ထိုနေ့နဲ့နဲ့၌ဘိုးကြီးအစောစောထကား မျက်နှာသေးအဝိစားလဲလဲဝစ်ဆင်းပြီးတကလာမဲစီကုန်းလမ်းထဲမှာအမြင်မသိရုံစည်းမလေးထွက်လာမိအချိန်ကိုသာစောင့်စားနေမိပါတော့သည်မုံငါတဲ့ကလေးရှေ့၌ကထုံးစံအတိုင်းပင်လူစီကားလေးရဲ့ရှိ၏သို့တော့ဒီတခါသူသည်ယခင်နေ့တွေတုန်းကလိုမမျောခေါင်းချင်းငုံ၍သာမုံငါပြင်ပေးလျက်ရှိတော့သည်ရှင့်ဆရာကြီးဘုန်းတစ်ခွက်ပြင်ပေးစမ်းပါသူလေးရတန်ကအခါတိုင်းနေ့များကလိုပင်တာယာမြေတာယာလေးရရှိ၏ ်သို့တော့မွင်းကားတေလီကတော့မှာတော့မုံကူတာလေးကံဖြင့်နှွဲလာစွာဖြင့်ပြင်ပေးလိုက်လေသည်မိမိပြုံမွင်းကားကိုငုံ၍စားနေတော့မှပင်မတိမတာသူခိုးကြည့်လိုက်၏ရှင်မုံပြင်ပေးတာအတော်ကြီးကိုလက်မှန်သွားပြီနော်ဒါမှလည်းအမျက်ပေါ်မှာပေါ်ရှင်မိမိပြုံဤနှုတ်မှအမှတ်ချက်ကိုဟုတ်ကဲ့ခုသာလူရဲကစကားပြန်လိုက်လေသည်မနေ့ကရှင်ကျမအကိုကြီးကဖြင့်ရှင်မုံဟင်ကားကိုရှင်မုံလို့မဆုံးဘူးသူကတနေ့ကမှတရုတ်ဖြူစစ်မြေပြင်ကစစ်တိုက်ပြီး ပြန်ရောက်လာတာရှင်နှစ်ဖြားမိခဲ့လို့စစ်စဲုံတက်ရပြီးခုမှပြန်ဆင်းလာတာလူမမနလန်ထားဆိုတော့တေးစားဆိုရင်တိတ်စားကျင်နေတာဒီကနေ့ရောင်ကျမကိုလိုက်ပို့ရင်ရှင်မောင်ဟင်ကစားအောင်မလို့တဲ့အပြင်ခဏခဏထွက်ရင်ပြန်ဖြားနေမှာဆိုလို့မနေ့တောင်းပန်ထားခဲ့ရတယ်လှုပ်ဆန်းမအောင်နောက်တစ်ခွက်ဒီကနေ့တော့မနေ့စားလို့စားသွားမှာပဲအိမ်ကတမင်စားမလာခဲ့ရဘူးမောင်ဟင်ကတည်းလူရည်ဒီမိမိပြောဤစကားများကိုတအံ့တော်နားထောင်နေရကတစားတစားမျက်နှာအတွင်ကြောင်းလဲလာပြီးနောက် မိမပြိုကနောက်တစ်ခွက်ဟုဆိုလိုက်သည်ညင်တပြိုင်နက်ဘေးလူမြည်သူကိုမှဂယုမဆိုင်ပြောင်ပြောင်ကြီးပင်မုံရောဟင်းပါစေရနာဗရဘွားမောင်မောင်ကြီးပြင်ပေးလိုက်တော့ဤဟမ်ရှင့်ကိုမုံပြင်တာလက်မှန်သွားပြီထင်နေတာဟောအခုများလာပြန်ပြီခုမိမပြိုကပချိုင်လေးများခွက်ဝင်းသွားအောင်ပြုံးပြီးပြောလိုက်သည့်အခါတွင်မူတခါတလေတော့လည်းမှားသွားတတ်တာပဲပေါ့ဗျာရောင်းကားသားကိုခုပြုံးပြုံးကြီးပြန်ဖြည်ဒီကိုချားလိုက်ရပါလို့သည် ကမ္မဖန်လို့အမည်ရတဲ့ဝိတုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါတယ်ခင်ဗျာနာတော်တဆင်ပေးပါအောင်ခင်ဗျာ1948ခုနှစ်နေကြီးဖြာ၍တာယာလှတော်တမနက်ခင်ကျွန်တော်ဒီမျက်နာသည့်ကော်ဖီတောက်၍အပြီးတွင်အိမ်ရှိခြံဝင်းထဲ၌အညောင်းပြေညာပြီးလမ်းလျှောက်ရင်းဒီကောင်းလေတန်လေးများကိုရှုရှိုက်နေမိပါသည်အိမ်နေချင်းတစ်ဖက်ခြံထဲ၌လည်းအသက်40ကျော်ရွယ်ခန့်ရှိမုံမုံကြီးမိမကြီးတယောက်နှင့်တငယ်ကလေးတူတို့သည်အလှဆိုင်ပန်းအိုးများကိုသူ့နေရာနှင့်အတူကြည့်၍ကောင်းအောင် နေရာရှထားလျက်ရှိကြလိမ့်၎င်းတို့ကလွန်ခဲ့သည့်တစ်ပတ်ကျော်ကျော်လောက်ကမှကျွန်တော်တို့နေထိုင်ရာရက်ွက်ထဲသို့ပြောင်းရွှေ့ရောက်ရှိလာကြတော့အိမ်နီးချင်းတဲ့မိသားစုပင်ဖြစ်ပေသည်၎င်းတို့၏ဖခင်ဖြစ်သူမှာခြေတော်တစ်ဖက်တည်သွားသည့်အထိတက်ချာပါဒယောဂဆွဲကပ်နေသည်ဖြင့်အလုံးမပင်စင်ယူကအင်္ဂလန်သို့ပြန်ကန်ဤဆက်ဆဲအင်္ဂလိပ်တယောက်ထံမှယခုအင်္ဂလိပ်ကိုဝယ်ယူလိုက်ပြီးလျှင်ယောဂါကိုကုသအရင်အေးအေးချမ်းချမ်းလာရောက်နေထိုင်လျက်ရှိကြခြင်းဖြစ်၏ ကျွန်တော်တို့အိမ်ဘေးတို့သူတို့တည်းရောက်ရှိလာကြသည်မှာ မကြသေးတော့လေအိမ်နာချင်းချင်းတို့မှာကတူးနှင့်တူးအတော်အတန်ခင်မင်ရင်းနှီးလေးရှိကြပြီဖြစ်တော့ကြောင့်သူတို့မိသားစု၏စိတ်ရင်းသဘောထားကိုအကဲခတ်နားလည်ခဲ့ရပါသည်သူတို့ကစိတ်ရင်းသဘောထားဖြူစင်ရိုးသားသူများဖြစ်ကြလျက်ဘုရားတရားကိုအင်မတန်ကြည်ညိုကန်ဆိုင်ပုံရလေသည် အေးအေးချမ်းချမ်းနေတဲ့သူများဖြစ်သည့်လျောက်သူတို့အိမ်ကလေးမှလေအမြဲတမ်းလိုလိုပင်တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေ၏ သူတို့ဤယောဂတဲ့ဖခင်ကြီးမဟာကအိမ်ပြင်ဘက်သို့ထွက်တည်ကိုပင်မတွေ့ရပဲရှိလေသည်၎င်းမှာကောင်းစွာလမ်းမလျှောက်နိုင်သောကြောင့်အိမ်ထဲ၌ပင်ဘိန်းတက်ကလေးထိုင်လေးနှင့်တွာလာရွေလျားနေရရှာပေသည်မိခင်ဖြစ်သူမှလည်းနင်ယောက်ကြားပေါ်၌စိတ်ရှိလက်ရှိယူရပြုစုယုံမြမကဖြက်လက်တန်ဆွမ်းသောမိမတူပီပီတိန်အောင်လုံးကိုနိုင်နိုင်နေနေစီမံခန့်ခွဲနိုင်ပေ၏ကျွန်တော်သည်သူတို့သားမိသားဖတစုအကြောင်းကို တွေးမိရင်လိုလိုပင် စိတ်ထဲ၌ဂျီနူးတယ်လို့လို့ပျော်မြူးတယ်လို့လို့ဖြစ်လာမိခြင်းပါပဲ။အိုးသားရေဟိုမှာကြည့်ကြမအောင်ကွယ်။သူခင်ဗျာရှေ့တော့တစ်ဖက်မတန်ရှာဘူး။ကြော့ကြော့သားရေဟောဒီငွေလေးလိုက်ပြီးကတော့လိုက်စမ်းပါကွယ်။တစ်ဖက်ချမ်းမှမိခင်ကြီးသည်သားဖြစ်သူဤလက်ထဲသို့တကြက်တန်ငွေဆက်ကူတစ်ချက်ကိုကြပြကတိထိုးပေးရင်ကစည်ရနာလိုက်လဲစွာပြောလိုက်ခြင်းပင်ဖြစ်၏။သားဖြစ်သူလည်းမဆိုင်မတော့ချက်ချင်းပင်မိခင်ညွှန်ပြရလန်းဘောသို့အပြေးလေးထွက်လိုက်သွားတော်သည်။ လမ်းပေါ်မှာကအသက်50ကျော်ရှိယောက်ျားကြီးတယောက်သည်ဂျိုင်းတောက်ကြီးကို ထောက်ကထောက်ကရှေ့တစ်ဖက်ထော့ကျိုးထော့ကျိုးနေမစွမ်းမတန်ဖြင်းညင်းလေးကန်စွာရှောက်၍လာနေသည်ဆင်းရဲနှွမ်းပါဟံလက္ခဏာရှိတော်လေစူပြေလန်းဆက်သောအသားရည်နှင့်အတော်တန်တန့်ရှင်းစင်ကြဲသောဝိစားတို့ကြောင့်တရောင်းစားတယောက်မဟုတ်ကြောင်းသိတာနိုင်ပေ၏ထို့ကြောင့်မေလာမသိတစ်ဖက်ချမ်းမမိခင်ကြီးသည် မိမိလှူဒန်းလိုက်သောငွေကိုလက်ခံမလက်ခံပါမလားဟူသောစိုးရင်ကြောင်းကြဟန်အမူအရာမျိုးဖြင့်လမ်းပေါ်သို့ငင်းမြော်ကြည့်နေပေသည်။တပည့်သူမှလည်းအဖြစ်အပျက်နှင့်ရှောက်လာနေသောဒုက္ခိတယောက်ျားကြီးအားခြံထိတ်ဝါမှနေ၍စောင့်ဆိုင်လျက်ရှိပေ၏။ကျွန်တော်ကိုယ်တိုင်လည်းဂျင်းထဲတွင်တထိတ်ထိတ်နေမည်စောင့်ကြည့်နေမိပါတော့သည်။အဆိုပါဒုက္ခိတယောက်ျားကြီးသည်မိများပင်ဆင်းရဲနှံပါစေကမူမိမိအားမစွမ်းမတန်ဒုက္ခိတတူအနေနှင့်လမ်းပေါ်၌ပေကန်းစွန့်ကြဲခြင်းကို နှစ်ချိုက်လိုမှနှစ်ချိုက်ပေးမည်တငယ်ကလေးစကားပြောလိမ်မှသဖြင့်ချောချောချူချူလက်ခံလျင်ကတော်ပါသေး၏အကယ်၍စကားပြောမတတ်ခဲ့လျင်ကကာယကံရှင်ဒုက္ခိတခမယာမှာမိမိအားတရားစားထင်ရလေခြင်းဟုဝန်နေကောင်ဝန်နေသွားရှာပေးလိမ့်မည်စိတ်ဆိုးခြင်းစိတ်ဆိုးသွားပေးလိမ့်မည်ကျွန်တော်တို့ရက်ွက်နှင့်မဏိမွေတွင်စေအတွင်ဂျပန်ခေတ်ကလိုင်းမြစ်တစ်ဖက်ကမ်းရှိဘာကလေးများမှာကြောင်ရွှေ့ရောက်ရှိလာကြသော ဆင်းရဲသားရွာသူရွာသားအချို့နေထိုင်လျက်ရှိကြလေရာကျွန်တော်ရန်ကုန်သို့သွားသည့်အခါတိုင်းပင်သူတို့တွေနေထိုင်ရာအုပ်စုလေးအရှိအမဖြတ်တန်းသွားရခြင်းဖြစ်ပါသည်ကျွန်တော်အဖို့ထိုဆင်းရဲသားအုပ်စုလေးရှိမှဖြတ်ချောင်းမိတိုင်းသူတို့တွေနေပုံထိုင်ပုံစားပုံတပ်ပုံစသည်များကိုအမြဲတစေဂယုဆိုင်အကဲ့ခက်ကြည့်ရှုသွားမိတတ်ပါသည်သူတို့ကတော့ရွာများ၌ဆင်းရဲတွင်နှလှသောကြောင့်မြို့ဘက်သို့တက်တာလူတက်တာညာတက်ရောက်ခုကိုးလာသူများဖြစ်ကြ၏ ်စစ်တွင်ဂျပန်ခေတ်ကလေယာလုတ်ကင်ခြင်းထက်ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်းကပုံမဝင်ဝေးလမ်းပြောင်းသောကြောင့်စီးပွားရေးအချက်အချာဖြစ်သည့်ရန်ကုန်မြို့တော်ကြီးသို့ရောက်ရှိလာကြခြင်းဖြစ်ဟန်တူလေသည်သို့သောသူတို့အဖို့တောမှပဲနေနေမြို့ကိုပဲရောက်ရောက်ဘဝအခြေအနေကဘယ်လိုမှပို့ပြီးအချိုးထူးလာဟန်မတူရှိကျွန်တော်အမြင်တွင်ကသူတို့တွေမှာစင်ရဲရဲနဲ့မြင်နေလျက်ပင်ရှိနေကြရှာသည်သူတို့သည် တနေ့တာဝန်းစားအတွက်နေထွက်မှသည်နေဝင်တိုင်အောင် မမောမပန်းတကုံကုံနဲ့လောက်ကင်ကြရ၏အချို့ကရန်ကုန်ရောက်၍လေဘာမျှပို့ပြီးမထူးကြသဖြင့်သူတို့ရသူတို့ပြန်ပြေးကုန်ကြလေပြီတချို့မှာတော့နေလဲစနှင့်မထူးတော့ပြီမို့ဒီမှာပင်ဖြစ်တယ်လို့နေတိုင်းစားတောက်နေကြခြင်းဖြစ်ဟန်တူသည်ယခုကျွန်တော်တို့ view site ကဲခတ်ကြည့်နေမိသည့်နန်းပေါ်မှာဒုက္ခိတရောက်ကြခြင်းမှလေအဆိုပါလူတိုက်တွေအထက်၌တူဥပါဝင်ဖြစ်သောစင်ရသားကြီးတယောက်ပင်ဖြစ်လေသည် သူတွင်အခြားသူတွေထက်ပို၍သောဝါဒီအချက်မှာကခြေတောက်တစ်ဖက် လုံးဝတည်နေခြင်းပင်ဖြစ်သည်။ကျွန်တော်တွေ့ရဘူးသလောက်ဆိုရင်ထိုလူကြီးမှာအင်းရှိဝါကျန်ကွပြစ်ကလေးပေါ်တွင်တဏီကုံတဏီကန်းထိုင်ရင်းမိဝါများကိုအစိစိအမွားမွားဖြားလျက်တောင်ကလေးများဆွဲချင်းကလေးများကိုစိတ်ရှိလက်ရှိရက်လုံနေတတ်၏။ဒါတွေကိုသူမိမကြီးကကမာယုစီတို့မုံစိမ်မောင်းထွက်ရောက်ရင်ယူ၍ရောင်းရှာတတ်လေသည်။ဤသို့လျှင်မိမဖြစ်သူကမုံစိမ်မောင်းရောင်း၍ ောက်ကြကြီးကတောင်းကလေးတွေဆွဲချင်းလေးတွေရလုံရင်းနေမယ်တားတော့တမိငယ်မရှိတော့သူတို့လင်ကိုမရအတွက်အခြားခြားသောဆင်းရဲသားတွေလောက်တော့ဇားနိုင်တောင်းနိုင်စွမ်းရှိကြဟန်တူလေသည်တာလူဗျာတာလူတာလူယခုပြုရာကုသလကြောင့်ကျမ်းမာကြပါသည် ချမ်းသာကြပါသည်အသက်ရာကျော်ရှိပါသည်ဗျာဤကဲ့သို့ဆူတောင်းလိုက်သည်အတန်ကြီးကိုကြားလိုက်တော့မှကျွန်တော်လေလမ်းပေါ်သို့လမ်းမြော်ကြည့်လိုက်မိလေသည်ယခင်အခိုက်အတန့်ကလေးတွင်ရင်ထဲ၌ တထိတ်ထိတ်နဲ့စောင့်ဆိုင်နေခဲ့မိသည်များယခုမှပင်အလုံးကြီးကျသွားတော့ကဝမ်းသာရမလို့ဖြစ်သွားမိပါသည်တပတ်ချန်ထဲမှာမိခင်ဖြစ်သူအတော်ကြီးမှလည်းသူလှူဒန်းလိုက်သုံးွေတစ်ချက်ကိုနှစ်သိမ့်ချင်းနဲ့စွာဆုပ်ကမ်းရင်တွတ်တွတ်ဆူတောင်းလျက်ရှိသည့်ဒုက္ခိတယောက်ျားကြီးအားပိဋိရှမ်းသောမျိုးလုံးများဖြင့်စူးစူးဆိုက်ဆိုက်ကြည်နေလေတော့၏သားဖြစ်သူကလေးမှလည်းယောက်ျားကြီး၏ဆူတောင်းတန်ကိုနားဆွင့်ရင်မလှုပ်မရှက်ရက်နေလေသည်သားမိနှစ်ယောက်စလုံးပင် သူတို့မိကိုအားထားရာဖြစ်ခဲ့ဘူးသည်ယေရှုရှင်ဖခင်ကြီးယောဂဝေဒနာမျိုးနှင့်တတူထက်မြတ်ခံစားလျက်ရှိရှာသောဒုက္ခိတယောက်ျားကြီးအပေါ်ဝဲစေရနာတရာတရားအထူးပင်ပွားများလျက်ရှိကြောင်းကိုကျွန်တော်နားလေလိုက်မိပါတော့သည်ထို့နောက်မကြာမီပင်ဒုက္ခိတယောက်ျားကြီးသည်ခြေတစ်ဖက်ထော့ကျိုးထော့ကျိုးနှင့်ထွက်ခွာသွားတော့ကတစ်ဖက်ခြံမှတာမီနှစ်ယောက်တို့လည်းသူတို့အလုပ်သူတို့ဆက်လက်လုပ်ကင်လျက်ရှိကြတော့ကြောင်းကျွန်တော်လည်းအိမ်ထဲသို့ပြန်ဝင် ခဲ့မိပါသည် နောက်သုံးရက်ခန့်ကြာတော့နေ့တနေ့တွင်တဖန်အင်းရှိလမ်းဘောတို့ထိုယောက်ျားကြီးလျှောက်လာပြန်လေ၏ကျွန်တော်စိတ်ထဲတွင်တစ်ဖက်ချမ်းမှဘယ်နည်းနှင့်မဆိုငွေထွက်လူလိမ့်မည်ဟုသောမျောလင်းချက်ဖြင့်ပတင်းပေါက်မှမျောကြည့်လိုက်မိပါသည်ကျွန်တော်မျောလင်းတကယ်တို့ပင်တစ်ဖက်ချမ်းမှတငယ်ကလေးသည်ဘန်းဘောတို့ကြပြကြရပြေးထွက်ရင်ဒုက္ကိတယောက်ျားကြီး၏လက်ထဲသို့ငွေတစ်ချက်တူတန်းလိုက်ပြန်လေ၏ယောက်ျားကြီးကလည်းရှော့ရှော့ချူချူပင်လက်ခံရင်တနည်းကအတိုင်းပင်စူတောင်းပတနာ ြုတ်လိုက်နေတော့သည်ထိုခါမှစ၍ကျွန်တော်စိတ်ထဲတွင်ဤဒုက္ခိတယောက်ျားကြီးလာအတိုင်းတစ်ဖက်ခြံမှာမပြက်မကွက်ထွေ၍လူဒန်းလိမ့်မည်ဟုတထစ်ချယုံကြည်နားလည်ထားလိုက်မိပါတော့သည်ကျွန်တော်ယုံကြည်ထားသည့်အတိုင်းလေနောက်ရများမကြာမီထိုယောက်ျားကြီးအင်ရှိလန်းဘောသို့ပြတ်လျှောက်သွားပြန်တော့အခါ၌တစ်ဖက်ခြံမှာငွေတစ်ချက်ထွက်၍စွန့်ကျဲပြန်လေ၏သူတို့မိသားစု၏စိတ်ထဲတွင်ထိုဒုက္ခိတယောက်ျားကြီးအင်ရှိလန်းဘောသို့ရောက်လာသည့်အခါတိုင်း မိရကျလှူဒန်းပြီဟုစေရနာသုံးတန်ကြထန်းထားပြီဖြစ်ကြောင်းထင်ရှားလာလေသည်နောက်သုံးလေးရက်ခန့်ကြာသွား၍အဆိုပါယောက်ျားကြီးပေါ်လာပြန်သောအခါ၌လေသူတို့ငွေတကျက်ထွက်၍လှူဒန်းပြန်လေသည်တနေ့တစ်နေ့တွင်မူကားသူကြားသောဖြစ်ရက်တစ်ခုကိုကျွန်တော်ကောင်းစွာသတိမူလိုက်ပြပါသည်ထိုဖြစ်ရက်ဒီကအခြားမဟုတ်ထိုနေ့ကအဆိုပါဒုက္ခိတယောက်ျားကြီးအင်ကျစ်လန်းပေါ်သို့ဆက်လျှောက်သွားသည်ကိုတစ်ဖက်ခြံမှမမြင်လိုက်ကြခြင်းဖြင့်ဖြစ်၍ ထိုတက်စိတ်ဝင်စားဝဲကောင်းသည့်အချက်မှကယောက်ျားကြီးသည်တစ်ဖက်ချံမှမြည်သူတူတယောက်မှထွက်မလာသောအခါအ၌သူ့လမ်းသူဆက်လျှောက်မသွားသေးပဲလမ်းပေါ်၌အချိန်ကြာမြင့်စွာရဲ့ရင်အင်ရှင်များ၏ရိတ်အချီကိုအကဲခတ်စောင့်ကြည့်နေခြင်းပင်ဖြစ်သည်။အင်ရှင်များမှလည်းလမ်းပေါ်တွင်ရက်ဆောင်လျက်ရှိသောဒုက္ခိတယောက်ျားကြီးအားမြင်လိုက်ကြသည့်နေ့တစ်ပိုင်းတွင်ထုံးစံအတိုင်းငွေတစ်ချက်ထွက်၍ပေးကမ်းလိုက်ကြပြန်လေ၏။ထိုအခါမှစ၍ကျွန်တော်စိတ်ထဲ၌တဖန် ဤဒုက္ခိတယောက်ျားကြီးလာအတိုင်းတစ်ဖက်ကြံမှာငွေတကြအမြဲတမ်းထွက်၍လူတန်းသည့်အနီးတူပင်ယောက်ျားကြီးအတိညာတွင်လေငါတရင်ချိကိုဖျက်ရှောက်အတိုင်းဖျက်ရှောက်အတိုင်းငွေတကြရမှာပဲဟူသောအစွဲကလေးတစ်ခုခိုကက်ညှိတွင်နေပြီဖြစ်ကြောင်းတတိထားလိုက်မိပါသည်ထို့အတိုင်းလေမှန်နေချေတော့ဤနောက်တွင်အဆိုပါယောက်ျားကြီးသည်အင်းရှိလမ်းပေါ်သို့ဖျက်၍ရှောက်တိုင်းရှောက်အတိုင်းတစ်ဖက်ကြံမှာထက်မလာတဲ့သည့်အခါများ၌အင်းရှင်များကြားလောက်အောင်ချောင်းဟန်အတန်ပေးခြင်းဖြင့်တော့၎င်း တစုံတယောက်သူ့အာမြင်မြင်မချင်းလမ်းပေါ်၌ရက်ဆောင်၍သော်လကောင်းသူ့အိမ်ရှိတွင်ရောက်နေပြီဖြစ်ကြောင်းကိုအတိပေးတတ်လေတော့သည်ကျွန်တော်မှတ်မိထားသလောက်ဆိုလျင်မူကသူသည်ယခင်ကလို တခါတည်းရန်မျှတာမဟုတ်တော့ပဲ၃ရက်ချာ၄ရက်ချာတခါလောက်ပေါက်ရပေါက်ရလာတတ်ပြီလျင်သူရောက်လာသည့်အခါတိုင်းလေဆိုခဲ့ပြီးသည့်အတိုင်းပင်အင်းရှင်များကသူ့ကိုစတွေ့သောအခါများတွင်ငွေတကြက်ကိုလွယ်လင်းတကူမဆိုင်မငန့်ရရှိ၍အင်းရှင်များကသူ့ကိုတတိမပြုတ်မိကြသည် ခါများနိုင်မှုကသူကပင်ချောင်းဟန်း၍အတန်ပြည့်တဲ့စမြင်ဖြစ်လေ၏။သုံးနှစ်မင်းအချိန်နာဤနေ့ရတို့သည်လည်းတစားတစားနှင့်ကုံကျူးလွန်မြောက်ခဲ့ရာမှလအတွင်သို့ပင်ချင်းင်းဝင်ရောက်ခဲ့တော်သည်။ထိုတော်တွင်ဝဲအဆိုပါဒုက္ကိတရောက်ကြကြီးသည်။ကျွန်တော်တို့အိမ်ရှိလမ်းပေါ်သို့ခုနှစ်ကြိမ်၈ကြိမ်ထက်မနည်းရောက်ရှိခဲ့ကြောင်းကိုကျွန်တော်မှတ်သားထားမိပါသည်။ဤကဲ့သို့သူရောက်ရှိခဲ့သည့်အခါတိုင်းမှာပင်တစ်ဖက်ခြံမှလည်း ေးကန်းစွန့်ကျဲနေကြငွေတကြက်ကိုမပြတ်မကွက်ထွက်၍ပေးတဲ့စနေဖြစ်ကြောင်းကိုလည်းကျွန်တော်ကောင်းစွာသတိပြုခဲ့မိလေ၏တို့ရတွင်ညမကြာမီအတွင်ထိုယောက်ျားကြီးမှကြောက်ချင်းမလားပျောက်သွားလေတော့သည်သူ့ကိုစိတ်ဝင်စားသောအချိန်တွင် သူပျောက်သွားခြင်းကြောင့်လေကျွန်တော်မှဟိုတွေးတီတွေးနှင့်သူ့အတွက်ပူပန်စိတ်ကလေးများပင်ခင်းအောင်လာမိတော့သည်ယောက်ျားကြီးကကျွန်တော်တို့အိမ်ရှိလမ်းပေါ်မရောက်လာ ရုံမျှမကသူ့ကိုတွေ့နေကြမြင်နေကြ သူ့အိမ်ရှိဝါချမ်းခွပစ်ကလေးပေါ်တွင်လေမတွေ့ရတော့ခြင်းပင်ဒီယခင်ကဆိုလျင်တနော်ရန်ကုန်းတို့တွားတိုင်းတွားတိုင်းပင်နှီးပါးများကိုအစစ်အစစ်မှောင်မှောင်ခွဲပြလေတောင်းကလေးတွေဇွဲချင်းလေးတွေရက်လုံနေတတ်သောသူ့ကိုအမြင့်တစီတွေ့မြင်ခဲ့ရသမျှဖြစ်သည်ကျွန်တော်မနစ်ခင်းထွက်သွား၍ညနေဆောင်အိမ်ပြန်လာသည့်အချိန်တိုင်အောင်သူ့အားအိမ်ရှိဝါချမ်းခွပစ်ကလေးပေါ်၌အလုံးလုံးလေးရဲ့ရှိသေးသည်ကိုတွေ့ခဲ့ရဘူး၏ယခုတော့ကသူ့ကိုမတွေ့ရသူ့လျာကလေးများဖြစ်သောဝါတောင်းကလေးတွေ အာဆေချင်းကလေးတွေကိုလည်းမတွေ့ရတော့ပဲကျွန်တော်ရန်ကုန်တို့သွားသည့်အခါတိုင်းပဲလူသူကင်းမဲ့က၆ကက်ကက်ကြီးဖြစ်နေသောသူတို့အိမ်တဲကုတ်ကလေးကိုသာတွေ့ရပါတော့သည်တနေ့တွင်မူတငယ်ချင်းမိုးဝေးတို့ရဲခေါင်တို့နှင့်အတူကမာရွတ်စေးတို့မယောက်စဖူးရောက်သွားမိလေသည်ကျွန်တော်တို့သည် ကမာရွတ်ဘူတာယုံလန်းအတိုင်းစကားတပြောပြောနှင့်လျှောက်ခဲ့ကြရင်းကဈေးရှိလမ်းတစ်ဘေးတွင်ဘန်ကလေးချား၍မုံစိမ်းမောင်းမုံစိမ်းမောင်းဟု တကြောကြောအော်ဟေးရောင်းချလေးရှိသော မုတ်ဆင်းမောင်းတဲ့မိမကြီးတယောက်အားအမှတ်တမဲ့ကြည့်လိုက်မိရာယခင်ဒုက္ခိတယောက်ျားကြီးဇနီးချင်းနေချောင်းကိုတတိပြုလိုက်မိပါတော့သည်ကျွန်တော်လည်းအခါခွင့်ကြုံကြ၏တုံးသူ့ယောက်ျားကြီးအကြောင်းကိုမင်းမြန်းစုံစမ်းမိဟုစိတ်ကူးမိရင်တငယ်ချင်းများအားမုတ်ဆင်းမောင်းစားရန်ခေါ်လိုက်ပြီးလျင်မုန်တယ်မကြီးအနီးတို့ဝိုင်းသွားမိကြလေသည်မုန်တယ်မိမကြီးကမုတ်ဆင်းမောင်းကိုဓာပါကလေးနှင့်အရှက်အရှက်အလွာလွာလှီးနေခြင်းတွင် ကျွန်တော်ကရုတ်တရက်မေးလိုက်မိပါသည် ီမာတော်ဤစကားမဆက်မေးစမ်းမရသည်ခုတလောအတော်ကြီးရဲ့ယောက်ျားကိုအိမ်မှာမတွေ့ရပါလားကျွန်တော်လဲမေးမယ်မေးမယ်နဲ့ကျွန်တော်အလုတ်သွားတဲ့အချိန်အတော်ကြီးကိုမတွေ့ရလို့မိုးဝင်နေရဲကောင်တို့ပင်လင်ကျွန်တော်ဤမေးခွန်းကိုနားမလည်နိုင်တယ်လို့ဖြစ်သွားကြဟန်တူဤမုံတဲ့အတော်ကြီးကကျွန်တော်မေးလိုက်ဒီကိုရုတ်တရက်ပြန်မဖြေတတ်တဲ့ကဲ့သို့အိုင်းတွေတွေကြီးဖြစ်သွားရှာသည်ကျွန်တော်လဲသူ့နားတဝိုက်သူဂယုတဆိုင်ကြည်လိုက်မိရာကတောင်းလေးတွေဆွဲခြင်းလေးတွေလုံမရောက်တော့ဘူးလားခုထက်၍မေးလိုက်မိပြန်သည် ထိုခါကျမှအတော်ကြီးမှညည်ရီကလေးတွေဝိုင်းလာရကအေးကွယ်မရောက်တော့ပါဘူးသူကမှလုံမပေးနိုင်တော့တာပဲရောက်နိုင်မှာလို့မလဲငါတူရဲ့ဟုငိုတံမှာအတန်လေးလေးကြီးနဲ့ဖြေလိုက်ဤကျွန်တော်မှအတော်ကြီးလမ်းပေးနေသည့်မုံများကိုတငယ်ချင်းတို့လက်တို့လက်စင်ကန်ထိုးပေးရင်ကသူ့စကားတွေကိုနားမလည်နိုင်အောင် ဖြစ်နေမိပါသည်အတော်ကြီးကရည်ဝေသောမျက်လုံးကြီးများဖြင့်မောကြည့်ရင်ဆက်၍မောင်တို့ဈေးဟုဘဏ်လျှောက်သွားရင်တွေ့ရပါလိမ့်မယ်ကွယ် ခုပြောလိုက်တော့မှပဲကျွန်တော်လည်းအတော်ကြီးညွန်ပြရစီတို့ရောက်ချင်းနေညင်သောနှင့်မုံကိုကမန်းကလင်းစားကတငယ်ချင်းများကိုဆွဲခေါ်ရင်းဈေးတစ်ဖက်သို့ခတ်တုတ်တုတ်လျှောက်ခဲ့မိတော့၏ဈေးတစ်ဖက်၌ရုတ်တရက်မြင်တွေ့လိုက်ရသောအရာကတခြားမဟုတ်ဈေးဘဝလူသွားလန်းလာလမ်းတစ်ပေးတွင်မုတ်တုတ်ကလေးထိုင်နေရှိသောဒုက္ကိတယောက်ျားကြီးပင် ဖြစ်သည်သူချိုင်းတော့ကြီးမှသူနေပေးတွင်ဖုတ်တီမြေကြီးတွင်ပုံလွှမ်းဘေးကျန်ကသူ့ကိုမှဝိစားများမှလည်း ယခင်ကလိုတန်ရှင်းစင်ကြယ်ခြင်းမရှိတော့သည့်အပြင် သူ၏အသားအရည်သည်ပင်ဆူဆူပြည့်ပြည့်မရှိတော့ဟုထင်ရလေသည် သူသည်တကယ့်တရောင်းစားရင်းမှကြီးတယောက်ကဲ့သို့သူ့ရှိမှဆက်လျှောက်သွားကြတော့ဈေးသွားဈေးပြန်များထံအတနာခံသည့်မျက်နှာကြီးနှင့်မော်ကြည့်ရင်ပေးမှကန်းမှစားရမယ့်ဒုက္ခိတပါခမညာပိုက်ဆံလေးတစ်ပြားတစ်ချက်လောက်စွန့်ကြဲတော်မူကြပါခမညာစသည်ဖြင့်ပိုက်ဆံလက်ဖြန့်ခံတောင်းနေခြင်းပင်ဖြစ်၍အစုံတယောက်က သူရှိမှဒဏ်ခွက်ကလေးတဲ့သူဖြစ်စေသူလဝါတဲ့သူဖြစ်စေပိုက်ဆံကလေးများပြစ်ထည့်သွားသည့်အခါတိုင်း၌သူသည်ဗဇက်မှတွတ်တွတ်နှင့်ဆူတောင်းနေလေတော်၏ကျွန်တော်လည်းသူ့ကိုဆက်မကြည့်ရနိုင်တော်သည့်အဆုံးသူ့နာသို့ရှင်းကပ်သွားကာအစဉ်နှင့်ဖြန့်ခံထားသည့်လဝါကျန်းကြီးတဲ့သူငွေတစ်ရက်ထည့်ပေးခဲ့ပြီးနောက်16ခေမိလေ၏ထိုချိန်၌ကကျွန်တော်တွင်ယခင်တုန်းကလိုဒီလိုကြီးလမ်းလေကောင်းမှငွေပေးတာကြိုက်မှကြိုက်ပါမလား အစရှိသောအကြောင်းကျစိတ်မျိုးစိုးစင်းမြတ်မရှိတော့ကြောင်းကိုတတိပြုလိုက်မိပါသည်တာရုဗျာတာရုစသည်ဖြင့်လေရှည်ကြီးနှင့်မဆုံးနှံဆူတောင်းပတနာပြုလိုက်သည့်သူ့အတန်ကြီးကပင်ကျွန်တော်၏အပေကံစွန့်ကျဲမှုကိုဒါမကသူ့ဘောဝေတနာကယုဏတတ်သူမြည်သူထံမှမဆိုနှစ်ထောင်အားရလက်ခံရင်အသင့်ရှိကြောင်းထင်ရှားစေပြီးမဟုတ်ပါလားဟုတ်ကဲ့ပါခင်ဗျာဒီကနေ့ဖတ်ပြခဲ့တဲ့ဝိထုတို့လေးများကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့ အားလုံးကိုကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာနာတော်တာဆင်သူများအားလုံးကာယစိတ်ဓာတ်နှစ်ဖြာသောဒုက္ခများနှင့်ပြည့်စုံနိုင်ကြပါစေကြောင်းစုမုံကောင်းများတောင်းပေးအပ်ပါတယ်ခင်ဗျာ